အိန္ဒိယလေရင်ပြတ်ကျမှုမှာအထူးဆန်းဆုံးကိစ္စနှစ်ခုအိန္ဒိယကလေရင်ပြတ်ကျမှုသတင်းတွေလူတိုင်းသိပြီးလောက်ပါပြီအဲ့ဒီကမှကံမကောင်းလို့မိသားစုလိုက်လေရင်မပါပြီမိသားစုလိုက်တည်ဆုံးခဲ့ရတဲ့ software engineer မိသားစုကံကောင်းလို့လေရင်ချိန်မမီလိုက်ဖဲအသက်ရှင်ကျန်ခဲ့တဲ့ဘွန်မီချူဟန်စတဲ့သတင်းတွေလည်းနားရီဝါလို့နေလောက်ပါပြီခုပြောပြမှာက အဲ့ဒါတွေထပ်ပို့ထူးဆန်းတယ်တကယ်ပဲလားတိုက်ဆိုင်နိုင်လားဆိုတာနားဆင်ကြည့်ပါဦးများပထမတစ်ခုထူးဆန်းတာကလေရင်ပြတ်ကျမှုမှာအသက်ရှင်ကျန်ခဲ့သူထိုင်ခဲ့တဲ့ခုံနံပါတ်ပါခုံနံပါတ်က 11A ပါထူးဆန်းတာကလွန်ခဲ့တဲ့28နှစ်လောက်ကအခုလိုမျိုးလေရင်ပြတ်ကျလို့လိုက်ပါသူအကောင်လုံးတည်ခဲ့ပေမဲ့တဦးတည်းအသက်ရှင်ကျန်ခဲ့တဲ့ထိုင်းဆိုတော့ရန်ဆက်ကလည်းဒီခုံနံပါတ် အလဲဝဲမှာထိုင်ပြီးစီးနင်းလိုက်ပါခဲ့တာပဲဖြစ်ပါတယ်1998ခုနှစ်ထိုင်းအဲဝေးတဂျီ201ပြတ်ကြတော့ငါတယောက်တည်းအသက်ရှင်ကျန်ခဲ့တဲ့ထိုင်းဆိုတော့ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြောပြပါတယ်ထိုင်းဆိုတော့ရန်ဆက်ကအာမတ်ဒါဘနိုက်အဲအိနေရလေရင်ပြတ်ကြမှုမှာတဦးတည်းအသက်ရှင်ကျန်ရပြီးခုနဘက်11 A တွင်ထိုင်ခဲ့တဲ့အိနေရຫນွယ်ပါပြည်တိုင်နိုင်ငံသား ေရှဝကူမာရာမဖြစ်ကြောင်းတိလိုက်ရတဲ့အခါချက်သီးထသွားတယ်လို့ပြောပါတယ်။အိန္ဒိယလေရင်ပြတ်ချက်မှုမှာတဦးတည်းသောအသက်ရှင်ကျန်သူကကျွန်တော်တို့ကလို့ခုံနံဖက်11အိမ်မှာထိုင်းခဲ့တာပဲ။လေရင်ပြတ်ချက်မှုကြုံပြီးတဲ့နောက်10နှစ်လောက်ထိကျွန်တော်လေရင်စီးရလာမှအခက်ခဲတွေရှိနေခဲ့တယ်။လေဝင်လေထွက်ပုံမှန်ဖြစ်နေရတောင်းအသက်ရှူရကြက်နေတယ်လို့ပဲ။ဘသူနဲ့မှစကားမပြောဘဲ ပြတင်းပေါက်အပြင်ဘက်ကိုပဲအမြဲကြည့်နေကြတယ်။ပြတင်းပေါက်ဖွင့်ထားမှဘေးကင်းတယ်လို့ခံစားရတဲ့အတွက်အဲ့ဒီပြတင်းပေါက်ကိုဘသူ့ကိုမှပိတ်ခွင့်မပေးဘူး။အပြင်ဘက်မှာတိမ်မဲတွေဓမ္မမဟုတ်မိုးတက်မုန်တိုင်းတွေမြင်ရင်ငရဲရောက်နေတယ်လို့မျိုးကြောက်လာတယ်။အဲ့ဒီချိန်တုန်းကအတန်တွေအနမ်းတက်တွေနဲ့လေရင်ထိုးဆိုင်ကြခဲ့တဲ့ကျွံပွက်ရေအရသာတို့တောင်မှတ်မိနေတော့မယ်။ချိန်တော်ကြတဲ့အထိအဲ့ဒီစိတ်နဲ့နေခဲ့ရတယ် ဒါကတော့ထိုင်းကောင်11အိမ်မှာထိုင်ပြီးတော့လොမြောက်လာခဲ့တဲ့ထိုင်းဆိုတော့ရန်ဆက်ကပြောကြားခြင်းဖြစ်ပါတယ်။ဒါကထိုင်းကောင်နံပါတ်11အိမ်ရဲ့ထူးဆန်းမှုပါ။တိုက်ဆိုင်တာလားတော့မပြောရပါဘူး။ဒုတိယထူးဆန်းမှုကလေရင်မပါသွားပြီ။လေရင်ပြက်ကျပောက်ကွဲမှုနဲ့တေဆုံးသွားပြီဖြစ်တဲ့ရှာမာရဲ့ဘုံဟာလေရင်ပြက်ကျမီးလောင်ပြီးတဲ့နောက်9နာရီလောက်ထိခေါ်လို့ရနေသေးတာပါ။ဒီကြောင်းအနေနဲ့ပတ်သက်ပြီးတော့လည်း ဒီလိုမျိုးတွေ့ရပါသေးတယ်။တန်20ရွယ်အဲအိန္ဒိယရဲ့လေရင်မဲ့အချောလေးရှာမှာဟာလေရင်တက်ခါနီးသူမရဲ့ဝမ်ခွဲမောင်နှမတူစီကိုငါလန်ဒန်ကိုမင်းရဲ့ပိုင်းတွင်သွားတော့မှာအခုလေရင်ထွက်တော့မယ်။ငါတို့ခဏလောက်တော့စကားပြောလို့ရာသိမ်းမှမဟုတ်ဘူးလို့စာပို့ခဲ့တာပါ။သူမရဲ့မိခင်ဖြစ်သူက သူမလိုက်ပါသွားတဲ့အဲအိန္ဒိယလေရင်ပြတ်ကျတယ်ဆိုတဲ့သတင်းတွေကိုတွေးရှိပြီးနောက်မှာ မီးဖြစ်သူရဲ့ဖုံးကိုခေါ်တာဖုံးဝင်มาတယ်တဲ့ဒါကြောင့်အမေဖြစ်သူကသူ့သမီးလေးအတွက်ဝမ်းသာသွားခဲ့တာပါဒါပေမဲ့ဝမ်းသာမှုကခဏပါပဲတဲ့ဘာလို့လဲဆိုတော့ဖုံးကသာဝင်းနေပေမဲ့ဖုံးကိုဘသူမှမကင်လို့ပါပဲမိခင်ဖြစ်သူကရောဆွေမျိုးသားချင်းတွေကပါဖုံးကိုဇက်တိုက်ခေါ်ကြတဲ့ခါဖုံးကခေါ်လို့ရနေပြီးပြန်ဖြစ်သူတော့မရှိခဲ့ပါဘူးတဲ့လေရင်က ဇွန်လ12ရက်နေ့နေ့လယ်မှာပြကြခဲ့တာဖြစ်ပြီးညနေ6နာရီလောက်ထိဖုံးစက်တိုက်ခေါ်ပြီးချိန်မှာဆက်မခေါ်ဘဲရပ်ထားလိုက်တယ်လို့ရှာမာရဲ့မိခင်ကပြောပါတယ်။ဘာလို့ရပ်လိုက်လဲဆိုတော့သူသမီးလေးရဲ့ဖုံးအားကုန်သွားမှဆိုလိုပါတဲ့။လက်ရှိအချိန်ထိရှာမာရဲ့ဖုံးကဖုံးခေါ်လို့ရနေတာဖြစ်တယ်လို့အွန်လိုင်းလဲရှိနေတာပါလို့မိသားစုဝင်တွေကပြောပါတယ်။လေကြောင်းလိုင်းနဲ့တာဝန်ရှိသူတွေဘက်ကတော့ ဘယင်မောကလူအလုံးနေပါတေသွားတယ်ဆိုတာလွယ်ပြီးတခြားဘာမှမိသားစုကိုဆက်သွယ်ခြင်းအချက်လက်လှမ်းပြောခြင်းမရှိပါဘူးတဲ့ရှာမာရဲ့မိတ်ဆွေတွေအကုန်လုံးကလေရင်ပေါ်မှာပါရတူအလုံးနေပါနဲ့ပိုင်းလော့နှစ်ယောက်ရော လေရင်ဝန်နှန်းဆယ်ယောက်ရောတေသွားကြပြီလို့ပြောနေပေမဲ့ရှာမာရဲ့အမေကတော့တူတူမီးလေးဖုံးကင်လာမဲ့အချိန်ကိုစောင့်မျှော်နေသေးပါပဲသူတို့အလုံးကလည်းရှာမာရဲ့ဖုံးဟာဘယ်နေရာမှာရှိနေရလဲဆိုတာကိုသိကျင်နေကြပါတယ်တဲ့ ဒါကတော့လေရင်ပြတ်ကျမှုမှာလူရောဖုံးရောရှာမတွေ့ပေမဲ့ထူးဆန်းစွာပဲဖုံးကတော့ခေါ်လို့ရနေတာပဲဖြစ်ပါတယ်။တကယ်လို့ဖုံးကလေရင်ပြတ်ကျမေးလောက်မှုထဲမှာပါသွားရင်ဖုံးကစက်ပိတ်သွားမှာပါ။ဒါမှမဟုတ်ပဲတနေ့ရရမှလွန်းကျနေရဆိုရင်တော့ဖုံးခေါ်တဲ့အခါမှာဝင်းတုံးတန်ထွက်ပြီးတော့အနာပတ်ဝန်းကျင်ကလူတွေကြားနိုင်မယ်လို့ထင်ပါတယ်။ကဲမိတ်ဆွေတို့ရော ်ဒီထူးဆန်းတဲ့ကိစ္စနှစ်ခုဘယ်လိုမျိုးထင်ပါသလဲပြောကြည့်ကြပါဦး